ကားတစီးကိုယင်နဲ့မောင်းလို့ရရင်ဘလောက်ကောင်းလဲစဉ်းစားကြည့်ပါလားသိပ်ပန်ဆော်လန်းနေတဲ့ကလို့တော့ထင်ရပါမယ်ပေါ့နော်ဒီစိတ်ကူးရဲ့အခြေခံကရေကနေဟိုက်ဒရိုဂျင်ကိုထုတ်မယ်ပြီးရင်အဲ့ဒီဟိုက်ဒရိုဂျင်နဲ့ဒီစိတ်အင်ဂျင်ကိုလေဘတ်မောင်းနေမယ်ဆိုတဲ့အိုင်ဒီယာပါပဲကဲဒီနေ့မှာတော့ဒီစိတ်ကူးဟာဘလောက်အထိလက်တွေ့ကြလဲအင်ဂျင်နီယာပိုင်းဆိုင်ရာအမှန်တရားတွေကတကယ်တမ်းမှာဘာတွေဖြစ်မလဲဆိုတာကိုအထူးထူးလေ့လာကြည့်ကြရအောင်ဒါကတော့ကျွန်တော်အအောင်သိကျင်နေကြတဲ့အဓိကအမေခွန်းကြီးပါပဲဟုတ်တယ် မတို့ကြလောင်စားစီတွေအစားတခြားကခုခုနဲ့အစားထိုးလို့ရနိုင်မလားဆိုတဲ့မျောလင့်ချက်ကနေဒီမေးခွန်းကထွက်လာတာပါကဲဒီနေ့မှာတော့ဒီစစ်ကူးရဲ့နောက်ွယ်ကအဖြစ်နိုင်ဆုံးနီလာနေနဲ့တစ်ပန်ဒီကြအမှန်တရားတွေကိုနားလည်တော့အောင်လို့အိမက်ခနီလက်တွေ့အထိအစဉ်စဉ်လည်လာတော့ကြပါမယ်အဂလိကစိတ်ကူးကတော့ရှင်းရှင်းလေးပါရေကိုလောင်စာဖြစ်ပြောင်းပြီးတာမန်ဒီဇယ်အင်ဂျင်တလုံးကိုမောင်းမယ်အထူးသဖြင့်လောင်စာစီစဲတွေတက်နေတဲ့အချိန်မှာဒီလိုစိတ်ကူးမျိုးကတော်တော်လေးဆွဲဆောင်မှုရှိတာပေါ့ဗျာ တကယ်လာဖြစ်လာရင်တော့တော်တော်လေးအကျိုးများမဲ့ idea တခုပေါ့ဒါမဲ့အဲ့ဒီအိမ်မက်ချဲကိုအရာကြီးမနှမျောသွားခင်မှာခဏလေးရပ်ပြီးတော့တစ်ပန်ကြီးချအမှန်တရားတွေကိုအရင်ဆုံးရင်ဆိုင်ကြည့်လိုက်အောင်ဒီကိစ္စကဘာလို့ထင်သလောက်မလွယ်ကူမယိုရှင်းရတာလဲဒီလုံလန်းစင်တစ်ခုလုံးမှာအခြေခံအကြအဆုံးအတားအဆီးကတော့ thermodynamics နေရာမှာပါပဲရိုးရိုးလေးပြောရရင်ရေကို hydrogen နဲ့ oxygen ဖြစ်ခွဲထုတ်ဖို့သုံးလိုက်ရတဲ့စွမ်းရင်က အဲ့ဒီနေပြန်ရတဲ့ဟိုက်ဒရိုဂျင်ကိုမီးရှို့လို့ရမယ်စွမ်းရင်ထအမေရန်ပုံများနေတယ်ဆိုတာပါပဲဆိုတော့ဒီနေရာမှာပြပြတန်းတန်းပြောချင်တာကတော့ဒါဟာအလကားရတဲ့စွမ်းရင်လုံးဝမဟုတ်ဘူးဆိုတာပါပဲအင်ဂျင်တလုံးကထုတ်ပါသားသူဟိုက်ဒရိုဂျင်ထုတ်ဖို့လိုအပ်တဲ့စွမ်းရင်ကိုအကန့်အသတ်မရှိပြန်လည်မဖန်တီးနိုင်ပါဘူးဘာလို့လဲဆိုတော့ဒါစုစုပေါင်းမှာစွမ်းရင်အရှုံးဖြစ်တဲ့လုပ်ငန်းစဉ်ဖြစ်နေလို့ပါပဲတင်မကန်နေစွမ်းရင်ရင်းမြစ်ချုံဖြစ်မနေလို့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 ပါပါပါပဲ နောက်တစ်ခုက diesel engine တွေရဲ့အခြေခံလုံးလုံးပုံကိုနားလည်ထားဖို့လည်းအရေးကြီးပါတယ်။သူတို့ကလေကိုအပြင်းထန်ဖိနှိပ်တယ်။အဲ့ဒီလေကအရန်ပူလာတဲ့အချိန်မှာ diesel ကိုဖြန်းထည့်ပြီးအလိုလိုမီးလောင်စေတာပါ။ spark plug လုံးဝမလိုပါဘူး။ဒီအချက်က hydrogen တတ်တတ်နဲ့ဘာကြောင့်ဒိုင်ရိုက်အလိုမလိုနိုင်ဘူးဆိုတာကိုနားလည်ဖို့အဓိကကြပါတယ်။ဒီချက်ကတော့အရန်အရန်ကိုအလေးနဲ့ထားပြီးတတိပေးခြင်းတဲ့အချက်ပါ။ဒီနည်းပညာမှာပါဝင်တဲ့အန်တီရီပါ။ hydrogen ဆိုတာပေါက်ကွဲရအင်မီတန်ပြင်းတဲ့တံခွေတစ်ခုပါ။လက်စနဲ့ရေကိုအတူတူကြိုက်ရွေးရတာကအတန်အန်တီရီရှိနိုင်တယ်။ ဒါကြောင့်ကျေးဇူးပြုပြီးဒါကိုကိုယ်တိုင်လုပ်ကြည့်ဖို့လုံးဝစိတ်မကူပါနဲ့ဒါကိုယ်တိုင်လုပ်တဲ့ DIY project တခုလုံးဝမဟုတ်ပါဘူးဟုတ်ပြီအဲ့ဒါတွေကိုသိပြီဆိုတော့လက်တွေ့မှာတော့လူဒီဘလိုနီလာနေနဲ့စ조사နေကြလဲဆိုတော့ကိုကြည့်လိုက်အောင်ပထမတနည်းကတော့ diesel ကိုလုံးဝအစားထိုးတာမဟုတ်ပဲ hydrogen ကိုလောင်စာဖြည့်စွက်ဖြည့်စီအနေနဲ့သုံးတဲ့လောင်စာနှမျိုးသုံးစနစ် dual fuel system ပါဒီ ISO လို့ခေါ်တဲ့လောင်စာနှမျိုးသုံးစနစ်မှာပါတဲ့အဓိကပိုင်းသက်တွေကိုကြည့်လိုက်ရအောင်။ Electrolyzer ကရေကိုခွဲထုတ်ပေးတဲ့ ီးတော့ Bubble နဲ့ Flashback Arrestor အဲ့ဒီနှစ်ခုကတော့ပေါက်ကွဲမှုအန်တွေကနေကာကွယ်ပေးတဲ့အရေးကြီးဆုံးလုံခြုံရေး PC တွေဖြစ်ပါတယ်ဒီစနစ်ရဲ့အလုပ်လုပ်ပုံကတော့ရှင်းပါတယ်ကားရဲ့ alternator ကတဲ့ lesson နဲ့ရေဖို့ HHO တန်းတွေအထက်ချက်ချင်းခွဲထုတ်တယ် PN အဲ့ဒီတန်းတွေကိုလုံခြုံရေးကိရိယာရဲ့တဆက်အင်ဂျင်ရဲ့လေးဆိုလမ်းကြောင်းတဲ့ကိုတိုက်ရိုက်တပေးလိုက်တာပါပဲသူရဲ့အဓိကရွေးချက်ကဒီဇယ်လောင်ကြောင်းမှုကိုပို့ပြီးတော့ပြည့်စုံစေဖို့ပါကဲဒါဆိုအကျိုးကျေးဇူးပါပါတယ်ဒီစနစ်ရဲ့အဓိကအကျိုးကျေးဇူးကိုဒီမှာမြင်နိုင်ပါတယ် ပုံမှန်အားဖြင့် diesel C တုံးဆွဲမှုကို20ရာခိုင်နှုန်းကနေအများဆုံး40ရာခိုင်နှုန်းလောက်အထိလျှော့ချပေးနိုင်တယ်လို့ဆိုကြပါတယ်။အခုဒုတိယနည်းလမ်းကိုကြည့်ရအောင်။ဒါကတော့အများကြီးပိုလျှော့ထွေးပြီးတော့တော်တော်လေးကိုအဆုံးရောက်တယ်လို့ပြောလို့ရပါတယ်။အင်ဂျင်ကိုခြေခံကြကြပြောင်းလဲဖြစ်ပြီး diesel ကိုလုံးဝဆွတ်လွတ်လိုက်တဲ့နည်းလမ်းဖြစ်ပါတယ်။အဓိကပြောင်းလဲကတော့ diesel engine ရဲ့အလုံးလုံးပုံဖြစ်တဲ့ compression ignition ကိုဖျက်တင်းပြီးဓာတ်ဆီ engine ကို mi-power plate spark plate တုံးတဲ့ spark ignition စနစ်ကိုအစားထိုးတဲ့တွင်းလိုက်တာပါပဲ။ ဒီစရားကိုကြည့်လိုက်ရင်အင်ဂျင်တလုံးကိုလုံးဝပြောင်းလဲဖို့ဘလော့တောင်ကြီးမားတဲ့ဆက်မှုပိုက်ဆံရာပြုပြင်မှုတွေလိုအပ်လဲဆိုတာရှင်းရှင်းလင်းလင်းမြင်နိုင်ပါတယ်။ဖိအားအချိုးကိုလော့ချတာကနေလောင်စာပေးစနစ်တစ်ခုလုံးကိုအတိပြန်လဲလာအထိအကုန်လုံးပါဝင်ပါတယ်။ဒီလိုပြောင်းလဲမှုအတွက်ကုန်ကျစရိတ်ကလည်းမနေလာပါဘူး။ဖိအားမေဟိုက်ဒရိုဂျင်တန်ကီဖို့မပါဘဲနဲ့တောင်ပြန်ပြန်ယူရို1000လောက်ကုန်ကျနိုင်တယ်မို့လားလူများစုအတွက်လက်ပစ်မကျပါဘူး။ဒီလောက်ရှုပ်ထွေးပြီးငွေကုန်ကြီးကြများပဲမဲ့အရေးကြီးဆုံးအားနည်းချက်တစ်ခုပါတော့ ဒီလိုလုံးဝပြောင်းလဲထားတဲ့ engine ဟာမူလဒီဇယ် engine လောက်တောင်စွာပထွန်နိုင်တော့တာပါပဲ။ကဲအခုထိလေ့လာတဲ့သမျှကိုခြုံငုံပြီးဖြစ်နိုင်တဲ့အကျိုးကျေးဇူးတွေနဲ့ကြီးမားတဲ့အားနည်းချက်တွေကိုတစ်ချက်တော့တည့်ရိုက်နိုင်ရှင်ကြည့်ကြအောင်။ဒီမှာနောက်ဆုံးနိုင်ရှင်ချက်ကိုရှင်းရှင်းလင်းလင်းပြနိုင်ပါပြီ။ပညာရှင်မောက်တဲ့တာမန်အုံဖြူမှုတွေအတွက်တော့အန်ဒီအေကုံချစေးတင်တဲ့ရှုပ်ထွေးမှုတွေကရနိုင်တဲ့အကျိုးကျေးဇူးအနည်းငယ်ထက်အစားပေါင်းများစွာပိုပြီးကြီးမားနေတာကိုတွေ့ရမှာပါ။ဆိုတော့နေကုန်းချုပ်အနေနဲ့ဒီလေ့လာမှုကနေ ကျွန်တော်တို့ဘာကိုအဓိကမှတ်သားသွားတင်နေဆိုတာကိုကြည့်လိုက်ကြရအောင်။နောက်ဆုံးကောက်ချက်ကိုရှင်းလင်းပြတာဆိုခွေရရင်တော့ဒီနီးပညာရဲ့နောက်ခက်ကသိပ္ပံပညာဟာမငံပေမဲ့တာမန်လူတွေတော်တော်ဒါလည်းတွေ့ကြရတဲ့ဈေးတက်တာတဲ့ဘေးကင်းတဲ့နီလန်းတကူလုံးဝမဟုတ်ပါဘူး။ဒါကြောင့်အန်တီအများတဲ့စံတမှုတွေကိုရှောင်ရောက်တင်တယ်လို့တာဝန်သိစွာတည်တွင်းခြင်းပါတယ်။ဒီတော့ဒီလေလာမှုအပြီးမှာစဉ်းစားစရာမြေခွန်းတစ်ခုကြံခဲ့ပါဗျ။ဟိုက်ဒရိုဂျင်ဟာဒီဇယ်အင်ဂျင်တွေစိတ်လို့ရှာစရာစံတမှုတစ်ခုသာဖြစ်နေမလား။ ဒါမှမဟုတ်ကျွန်တော်ရဲ့နေ့စဉ်သုံးကားတွေအတွက်တကယ်ပင်လမ်းကြောင်းမှန်တစ်ခုဖြစ်လာနိုင်မလားတန်ရှင်းနဲ့ဆွမ်းရင်အနာကက်စီသွားတဲ့ခရီးမှာဘယ်လမ်းကအထင်တော်ဆုံးဖြစ်မလဲဆိုတာကတော့ဆက်လက်တွေးဆစရာပါပဲ